အနီကပ်ပြစ်ဒဏ်အတွက်အိုင်ယာလန်နီးပြားကိုအပြစ်ပုံချခဲ့တဲ့ ရော်နယ်ဒို မင်းညကစားခဲ့တဲ့အိုင်ယာလန်အသင်းနဲ့ကမ္ဘာဖလားခြေစစ်ပွဲမှာရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ခရစ္စတီယာနိုရိုနယ်ဒိုဟာသူ့ရဲ့အနီကပ်ပြည့်တဲ့အတွက်အိုင်ယာလန်နီးပြဟေမီယာဟော့ဂရန်ဆန်ကိုအပြစ်ပုံချဖို့ကြိုးစားခဲ့ပါတယ်။အိုင်ယာလန်ဒိုင်းစစ်မိုးထရိုင်းပယ်ရော့ကအိုင်ယာလန်အသင်းအတွက်နှစ်ဂိုးသွင်းယူခဲ့ပြီးတော့အဖိုးမဖြစ်နိုင်တဲ့နိုင်ပွဲကိုရယူပေးခဲ့ပါတယ်။ဒီပွဲဟာအိုင်ယာလန်ကိုစနေနေ့မှာဟန်ဂေရီနဲ့ကစားမယ့်အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်မီကမ္ဘာဖလားခြေစစ်ပွဲဝင်ခွင့်မျှော်လင့်ချက်ကိုဆက်လက်ပြီးတော့ရှင် န်စီခဲ့ပါတယ်ပထမပိုင်းမှာဖဲရော်ရဲ့သွင်းကိုတွေကအိုင်ယာလန်အထွတ်အရေးပါခဲ့သလိုပေါ်တူဂီအသင်းရဲ့ပြန်လည်ခြေပမဲ့မျောလင်းချက်တွေက ရိုနယ်ဒို62မိနစ်မှာထုတ်ပယ်ခံလိုက်ရပြီးတဲ့နောက်မိမ့်မိန်သွားခဲ့ပါတယ်။ရိုနယ်ဒိုကအိုင်ယာလန်နောက်ခံလို့ဒါရော်အိုရှိနဲ့အချင်းများခဲ့ပြီးတဲ့နောက်တတောင်နဲ့တွဲခဲ့တာပါ။ရိုနယ်ဒိုကိုပထမဆုံးအဝါကက်လောက်တာပြသပြီးတော့တတိပေးခဲ့ပေမဲ့ရိုနယ်ဒိုကအိုရှိကိုငုံနေတဲ့ပုံစံနဲ့လှောင်ပြောင်ခဲ့ပါတယ်။အဲဒီနောက်ကွဲလက်တန်လူကြီး Glenn Nibbard ကို VAR တန်လူကြီးကနေဆုံးဖြတ်ချက်ကိုပြန်လည်သုံးသပ်ဖို့ညွှန်ကြားခဲ့ပါတယ်။အဲဒီအတွက် Ronaldo ရဲ့အဝါကက်ကအနီကက်အဖြစ်ကိုပြောင်းလဲခံလိုက်ရပြီးတော့ ပေါ်တူဂီအသင်းအနေနဲ့လည်းလာမယ့်နွေရာသီကမ္ဘာဖလားဝင်ခွင့်နေရာတည်ကြဖို့အတွက်တနင်္ဂနွေနေ့မှာအာမေးနီးယားကိုအနိုင်ကစားဖို့လိုအပ်သွားခဲ့ပါတယ်။ပွဲပြီးမှာအိုင်ယာလန်ဒီပြဟော့ဂရန်ဆန်ကရော်နယ်ဒိုရဲ့လုံရည်နဲ့ပတ်သက်ပြီးတော့အခုလိုပဲပြောပြသွားခဲ့ပါတယ်။ကျွန်တော်ကဒိုင်လူကြီးကိုဖိအားပေးခဲ့တယ်ဆိုပြီးတော့ရော်နယ်ဒိုကမချိန်နှိုက်ခဲ့ရပါဒါပေမဲ့တေချာနာထောင်းပါဒါကကျွန်တော်နဲ့လုံးဝမသက်ဆိုင်ပါဘူးသူ့ရဲ့ကွင်းထဲရောက်လို့ရကတာတကယ်ကိုသူ့ကိုအနီးကပ်ရစေတာပါ သူနဲ့ကျွန်တော်ထိတိုင်မတွေ့ခင်အထိအရီကိစားကကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး။သူကအကွင်းထဲမှာထွက်သွားရင်ကျွန်တော်အဲ့လိုပြောသွားတာပါ။ သူကဒါအစ်မရှိရဲ့လို့ရဖြစ်တယ်လို့ကျွန်တော်ပြောခဲ့ပါတယ်။သူကဒီကိစ္စအတွက်တိုင်းလူကြီးဒါမှမဟုတ်တခြားသူကိုအပြစ်ပုံချခဲ့ရပါ။ဒါပေမဲ့ဒါကကျွန်တော်တို့ရဲ့ကစားသမားကိုတိုက်ခိုက်ဖို့သူကိုယ်တိုင်ဆုံးဖြတ်ခဲ့တဲ့ပေါ်ဆရဲလို့ရပါပဲဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။ပေါ်တူဂီနီပြရိုဘာတိုမာတီနက်စ်ကတော့ရိုနယ်ဒိုကအိုရှိကိုတွန်းထုတ်ဖို့သာစူးစမ်းခဲ့ရလို့အခိုင်အမာပြောဆိုခဲ့ပြီးတော့ရိုနယ်ဒိုဘက်ကနေပြီးတော့ကာကွယ်ပေးဖို့စူးစမ်းခဲ့ပါတယ်။ ခရစ်စတီယာနိုလိုကစားမတရားအတွက်ဒီလိုအခြေအနေကြုံရတာ တကယ်ကိုခက်ပါရင်သူ့ကိုဖက်ထွေထားတဲ့နောက်ခံလူတွေနဲ့သူကအမြဲတမ်းထိတွေ့နေရတာပါဒီဖြစ်ရမှာအကြမ်းဖက်မှုမရှိပါဘူးရော်နယ်ဒိုကသူတို့တွေကိုတွန်းထိုးဖို့ကြိုးစားခဲ့တာပါဒါပေမဲ့သူကမကောင်းခဲ့ပါဘူးကင်မရာတွေရဲ့မတူညီတဲ့ရှူတောင်းကဓာတ်ပုံတွေကတကယ်ဖြစ်ခဲ့တာချက်ပိုဆိုးစီခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်ဒါကနိုင်ငံလေရွေးစဉ်အသင်းအတွက်သူ့ရဲ့ပထမဆုံးအနီးကပ်ပါပဲမယုံနိုင်စရာပါပဲဆိုပြီးတော့မာတီနက်စ်ကပြောဆိုသွားခဲ့ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့ အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။